ခါကြောတောက်တင်ပြီးခြေပနောင်းလေးပောင်းရတော့ရှောက်တင်တဲ့အကြော်ဒီဖြစ်လျှော်စီမယ်ယောဂကျင့်တွေလေးကိုပြသပြီးမှဖြစ်ပါတယ်အခုတိုင်းခြေတော်လေးပူထားမယ်အဲဒီတိုင်းလေးညာခြေကိုညာလက်နဲ့ကမ်းပြီးဆန်ထုတ်လိုက်မယ်ဒူးကိုတနန်သုံးဆန်ပြီးလက်နဲ့ခြေတော်နဲ့မမိဘူးဆိုရင်ခြေကျွေးကနေကမ်းပြီးတော့လေမာလို့ရပါတယ်ဟောပြီးပြင်ပပြောင်းမယ်ဖိုက်စကန်တိုင်းပြီနော်ဟောပြီးပြန်ရှောင်းမယ် အဲ့တန်းလေးညာချူညာလည်းနဲ့ပြန်ကင်မယ်အဲ့တန်းလေးခဏထိမ့်ပြီးထားမယ်ပြီးသွားပြီဆိုရင်ဘဲဘချမ်းကိုဆွဲလိုက်မယ်ပြီးအောင်ခြေထောက်ကိုကျော်လိုက်မယ်ညာလက်ကိုနောက်တော့ဘဲလက်ကတူဖို့ကျော်ခေါင်းဝါးနောက်ကိုကြည့်မယ်အဲ့တန်းလေးဆက်ဆက်ပြန်ထိမ့်ပြီးမယ်ဟုတ်ပြီပြန်ရှော့မယ်ပြီးချိန်ဟုတ်ပြီပြန်ဆွဲမယ် အောက်ပါဝင်ကြောက်မယ်အဲ6ထောင်ရင်ချီပွားကိုကြောက်အောင်ချာနော်အဲဒီကြံလေး first second ပြန်ထည့်ပြီနော်ဟုတ်ပြီပြန်ပြန်ရှာမယ်အဲဒီကြံလေး6တချောင်းကိုဆင်းလိုက်မယ်ညာချီကိုထောင်ထားမယ်ညာချီကိုဘယ်လင်းနဲ့ကံပြီးတဲဆန်းထုတ်လိုက်သူဟုတ်ပြီ5 second ထည့်ပြီမယ်ပြန်ရှာမယ်ချင်း ဟုတ်ပြီရှောင်းမယ်ပညာချူပဲလည်းနဲ့ပြန်ကြိုက်မယ်ပြန်ဆန်းထုံးမယ်အတန်လူ first second တင်ပေးမယ်ဒိန်ပွင့်အောက်ချက်ပေါင်ဖို့တင်လိုက်မယ်ပင်လူကရှိကိုအကုန်ကိုင်းချမယ်ရှားတဲ့လောက်ဒီအရှိကိုအကုန်ခိုင်းနော်အတန်လူ first second တင်ပြီးပြန်ရှောင်းမယ်ချိန်မယ်ပဲချူညာလည်းနဲ့ကိုင်းဆန်းထုံးမယ် first second တင်ပြီး ပြပြီးဆိုမှအောက်ပေါင်းကိုကြော်မယ်ပြန်ရှိကိုအကုန်ပြန်ကိုင်းချမယ် တက်ကူမအောင်ထားနဲ့တက်ကူပုံမှန်ရှုသွင်းရှုထိုးလုပ်နေမယ်။ပြီးရင်ဖြေးပိတ်ခြင်းပြန်ရှောင်မယ်။ခြေလေးပြန်ပူလာအရှိကိုခလုံးပြန်ကင်ချမယ်။ဟောပြီအားလုံးပဲလိုက်ပါလေးကြင်ကြည်ပါ။ကျေးဇူးတင်ပါတယ်။တက်တာ